ပတ်ဝန်းကျင်မှာတွေ့နေမြင်နေကြမဟုတ်တဲ့အရာဝတ္ထုပစ္စည်းတွေကိုတွေ့ရင်ထိတာ၊ကင်တာမလုပ်ပါနဲ့။နေရာပြောင်းတာ၊ချွတော့နဲ့ကန်တာ၊ဂဲနဲ့ပေါက်တာ၊အနီးကပ်ဝိုင်းအောင်ကြည့်တာ၊ဓာတ်ပုံရိုက်တာတွေဟာအန်ဒရယ်ရှိတဲ့အပြုမူတွေဖြစ်ပါတယ်။မြေမြုပ်မိုင်းနဲ့စစ်ကြံလက်နက်ပစ္စည်းအန်ဒရယ်သတိရှိပါ စကိုင်းတိုင်းတပိုင်းဟ ோம் လင်းမြို့နယ်ချင်းတွဲမြင့်နယ်ဥရုချောင်းရိုးတလျှောက်ကကျွာတွေမှာအာနာသိန်းစိုးစုနဲ့ SNA ရှမ်းနီလက်နက်ကင်အဖွဲ့နဲ့တုံလိုင်းအင်အားစုတွေကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေရာဆယ်ရဲကျော်ကြာပြီဖြစ်တယ်လို့ဒေသခံသတင်းမြစ်တွေကအမှတ်ပီကိုပြောပါတယ်စတဲမှာဆရာကဆလို့ဟ ோம் လင်းနဲ့ချင်းတွင်းမြင့်နဲ့ဥရုချောင်းရိုးမှာရှိတဲ့လွှာစံကုန်းနမောစက္ကရာ ပဲနုစုမန်မောမင်းပွဲစတဲ့ခြေရွာတွေဘက်ဆိုးဆုနဲ့အဆက်နေပူပေါင်းဖွဲကအင်အားတထောင်နီးပါးနဲ့စစ်ကြောင်းထိုးနေလို့တိုက်ပွဲပြင်းထန်နေရပါတိုက်ပွဲကပြင်းထန်နေတဲ့ရန်သူဘက်ကအဆက်နေအဆက်နေနဲ့စစ်ကောင်စီပူပေါင်းတပ်ကနေပြီးတော့မထင်အားလောလောဆယ်လောလောဆယ်ကျွန်တော်တို့ရဲ့စစ်မျက်နှာတွေအကုန်လုံးကိုစစ်မျက်နှာရှိသမျှအကုန်လုံးသူတို့တပ်ဖြတ်ပြီးတော့ထိုးနေတဲ့အနေအထားဆိုရင်တော့သူတို့မှာကအဲ600 900နဲ့800ကျတော့မကောင်းအောင်ရှိမှာဗျ သူကကင်းနေအပါဘောလေ900 800အဲထားရတော့1000လိပါဘောအဲ့လောက်ဝင်းကျင်တော့ရှိမယ်လို့ကျွန်တော်တို့ယူစားတယ်ရန်သူဘက်ကဘလောက်လာလာဘလောက်ပဲသူပဲဖြစ်ဖြစ်ကျွန်တော်တို့ဘက်ကလည်းချိန်မုံဖို့အပြည့်ချိန်မုံမှာပါဆယ်ရက်ကြာကြလာပြီဖြစ်တဲ့အုံးလင်းနဲ့တိုက်ပွဲတွင်စုံစုနဲ့အဆက်နေလက်နက်ကင်တွေတည်ဆုံးမှုရှိသလိုစစ်တုံးမှန်ဖန်စီရမိတာတွေလည်းရှိပြီးတော့တော်လန်ရေးရဲဘော်တွေကလည်းထိခိုက်မှုရှိတယ်လို့ဟ ோம் လင်းမြို့နယ်ရဲဘော်တို့ကပြောပါတယ် တိုက်ပွဲတွေကြောင်းလွှာစင်ကုန်နမောစကရာပဲနုစုမန်မောမင်းပွဲအင်ဂျင်မောမင်းရကုန်အင်းကုန်နောင်ပူအောင်စတဲ့ခြေရွာဆေးရွာကျော်ကထောင်တောင်းချီတဲ့ဒေသခံပြည်သူတွေဘေးလွရကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့စစ်ရှောင်အရေးကူညီပေးနေသူကပြောပါတယ်ဒီလိုထွက်ပြေးတိမ်းရှောင်နေကြသူတွေတဲ့နာမကျန်းဖြစ်သူခလေးငယ်ကိုဝင်ဆောင်မိခင်နဲ့တက်ကြီးရွယ်ဦးတွေလည်းပါဝင်ပြီးတော့စားတောက်နေထိုင်ရင်အတွက်သာမကစေဝါလည်းအရေးပေါ်လိုအပ်နေပါတယ် ဟ ோம் လင်းမြို့နယ်အတွင်းမှာရှိတဲ့ရွှေပြည်အိမ်မြို့၊လွှစင်ကုန်း၊တောင်တုံး၊ကျွန်ကုန်း၊မနော်သာ၊အင်ကျဲမော်၊နောင်စန်းကျင်း၊နောင်ခမ်းစတဲ့မြို့ကြီးရွာတွေကိုပြီးခဲ့တဲ့နှစ်တွေအတွင်းတော်လိုင်းအင်အားစုတွေကတိုက်ခိုက်သိမ်းပိုက်ထားပါတယ်။